အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိမ်မှာကနန်းမဆလာချက်လေးကိုကောင်းကောင်းလေးရှက်ဆောင်မှာဖြစ်ပါတယ်အားလုံးပဲ blog လေးကိုစောင့်အကြည့်ပေးကြပါဦးခင်ဗျာဒီနေ့မှာတော့မိုးကလည်းရွာနေရတဲ့ကနန်းမဆလာချက်လေးစားကျင်လာလို့ခလောင်တိုင်ဈေးကိုသွားခဲ့တာပါခလောင်တိုင်ဈေးမှာတော့အသားငါးတွေပင်လယ်စာတွေတော်တော်လေးကိုစုံနေပေါ့နော်အဲ့တော့ဒီမှာဈေးကလည်းဝယ်လို့လည်းကောင်းနေဆိုတော့ခလောင်တိုင်ဈေးမှာကနန်းလေးကိုသွားဝယ်ခဲ့ပါတယ် ကဲဒီမှာစားကြည့်နေတဲ့ကဏ္ဍလေးကတော့တွေ့ပါပြီဆိုတော့ဝယ်လိုက်ပါအောင်မယ်ဟုတ်ပါပါတိုင်ပြီးပါဒီမှာကဏ္ဍမဆလာချက်စားလို့ကဏ္ဍလာဝယ်ရပါတော့အခုတွေ့တဲ့ကဏ္ဍကတော့ခလောင်တိုင်ဈေးမှာနည်းနည်းတော့ရှားရယ်ပေါ့နော်လိုက်ရှာနေရတယ်ကဏ္ဍနေရာဘာကြီးပေါ်လဲဆိုတော့ပန်းကဏ္ဍနေရာပို့ပြီးတော့များနေတယ်ဒီကဏ္ဍဈေးကကြတော့1ကီလိုကို380ဘတ်ပေးရပါတယ်ဘလက်ကကြတော့အရှိချိန်လိုက်တာဆိုတော့အားလုံးပေါင်း၄កောင်ရခဲ့တယ်၄၁၈ဘတ်ပေးရပါတယ် ကနန်းနေဦးကတော့အသက်ရှင်ဖို့အတွက်တပုတ်တန်လီနဲ့ပေါ့နော်ဒီလက်ကြားတွေကြားမှာရှို့နေပါတယ်ပြီမှာဆိုလို့အသေးချာလေးကိုတန့်စင်ပြီးတော့တိုက်ရှို့ရပါတယ်ခင်ဗျာပြီးရင်ဘလိုအပ်တာရေဖယ်ရှားပြီးတော့အသေးချာလေးတန့်စင်စီကြောပါမယ်ခင်ဗျာ ကနန်းတွေအကုန်လုံးတေချာတန့်စင်ပြီးသွားပြီဆိုရင်တော့အတွင်းထဲကိုအရသာစိတ်ဝင်အောင်လို့ဒီလိုလေးပေါ့နော်ဘလက်ကတော့ဒီဓာဆောင်နဲ့ဟိုလက်မတွေကိုထုလိုက်ပါတယ်ကနန်းချက်ဖို့အတွက်စီတက်ဖို့အတွက်ကတော့ကျက်တုံဖြူရဲ့ဂျင်းရဲ့ကျက်တုံနီရဲ့ကိုထောင်းပါမယ်ခင်ဗျာအနည်းမများစားချင်းလို့ရှိရင်တော့ကျက်တုံနီပို့ပြီးမများထည့်ရဖို့ကောင်းပါတယ် ျက်တုံအဖြူနီခြင်းအယောင်တင်စနိုးနဲ့အစိမ်းနှက်ပြောက်သွားပြီဆိုရင်တော့ကနန်းလေးထည့်လို့ရပါပြီခင်ဗျာစီတက်ထားတာနဲ့ကနန်းလေးတွေရောနှက်အောင်မှွေပြီးသွားပြီဆိုရင်တော့စုံကြီးလေးထည့်ပြီးရောမှွေပြီးတော့အုပ်ထားပါပဲခင်ဗျာအုပ်ထားပြီးတော့3မိနစ်လောက်ကြာကြလို့ရှိရင်မကြီးမဲ့လေးတွေပေါ့နော်ရေနွေးဖြောထားတဲ့လေးတွေကိုထည့်ပါမယ်ခင်ဗျာ ပြီးသွားရင်တော့ကြက်ဥခလောက်ထားတာလေးတွေကိုထည့်ပါမယ် bless ကတော့ကြက်ဥကိုသုံးလုံးသုံးထားပါတယ်ခင်ဗျာခနဲမဆလာချက်ဆိုတော့မဆလာလေးကို bless ကအသားမဆလာလေးသုံးပြီးရထည့်ထားပါတယ်ပြီးရင်တော့လိုအပ်တဲ့အချွတ်မုတ်စားလေးတွေထည့်ပါမယ်ခင်ဗျာ မဆလာလေးတွေစားလေးတွေချုံမုတ်လေးတွေနဲ့သွားပြီဆိုရင်တော့အပေါ်ကနေပြီးတော့ချက်နဲ့နဲ့လေးညက်ပြီးတော့အုပ်ပါမယ်တချို့ကတော့ပင်စိမ့်ထဲကြရတယ်ပေါ့နော် plus ကတော့ချက်နဲ့နဲ့ပဲသုံးထားပါတယ်ခင်ဗျာအုပ်ထားပြီး3မိနစ်လောက်ကြာဆိုရင်တော့အခုလိုမျိုးအရသာရှိရှိနဲ့စားလို့ရမယ်ကနမ်းမဆလာချက်ကောင်းကောင်းလေးရပါပြီခင်ဗျာအားလုံးပဲကနမ်းမဆလာချက်လေးစားကြပါအောင်ခင်ဗျာ plus ကတော့အနှစ်လေးလဲပါတယ်ဆိုတော့သမင်းဖြူပူပူလေးနဲ့စားပါမယ် ကဏ္ဍန်းစားပြီဆိုလို့ရောလေအချိန်သေးချာပေးပြီးတော့မှစိမ့်ပြေနှပြေနဲ့ထိုင်စားရတာပို့ပြီးတော့ကြိုက်ပါတယ်။ ကနားလေကိုက်လိုက်တဲ့ချိန်မှာလက်ဆက်လာမလက်ဆက်လာအရသာရှူပြီးတော့စားလို့ကောင်းမကောင်းပြီးတော့အသားကလည်းပြပြနေနေနဲ့အကောင်လေးနည်းနည်းကြီးတယ်ဆိုတော့လေတော်တော်လေးကိုစားလို့ကောင်းတယ်ပြီးတော့နောက်တစ်ခုကရှက်ထားကလည်းဘာဆိုဘာမှမလိုဘဲနဲ့အရသာကလည်း quality at the messy လုံးဝဘာဆိုဘာမှမလိုဘဲနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ဆိုတော့အိမ်မှာလည်းအခုလိုမျိုးကဒဲပက်ဆလာချက်လေးကိုလိုက်ပြီးတော့ချက်စားကြည့်ပါလို့ပြောချင်ပါတယ်ခင်ဗျာအဲ့တော့ bless ကတော့ဒီမှာဆက်ပြီးတော့ဆွဲလိုက်ပါအောင်မယ် အားလုံးပဲအိမ်မှာလဲလွယ်လွယ်ကူကူနဲ့ရှက်စားလို့ရတာဖြစ်တဲ့အတွက်အားလုံးပဲလိုက်ရှက်စားကြည့်ပါလို့ပြောချင်ပါတယ်။နောက်ထပ် blog တွေမှာလဲစားလို့ကောင်းတဲ့ဟင်းလျာလေးတွေလည်းအများကြီးချက်ပြပါအောင်မယ်ခင်ဗျာ။နောက် blog တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲတက်တာပါခင်ဗျာ။